အားလုံးပဲမင်္ဂလာပါ K2K Knowledge Bank ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်လည်ကြာလာတဲ့ corner ကတော့နိုင်ငံရေးသိပ္ပံ corner ပဲဖြစ်ပါတယ်ဗျရင်းလာရဲ့နိုင်ငံရေးသိပ္ပံကဏ္ဍကနေ community အကြောင်းတစ်စီတစ်ဆောင်ဆိုတဲ့ကောင်းစဉ်လေးနဲ့ကျွန်တော် community အကြောင်းကိုအကြံပြုတင်ဆက်ခဲ့တာကိုအားလုံးပဲမှတ်ရနိုင်ဦးမှာထင်ပါတယ်ဗျအဲ့နေ့ကတိပေးခဲ့တဲ့အချိန်ဒီတစ်ပတ်မှာလေဒီမိုကရေစီနဲ့ပတ်သက်တဲ့အကြောင်းအလေးတစ်စီတစ်ဆောင်ကိုတင်ဆက်ဖို့ရွေးချယ်ထားပါတယ်ဗျဒီအကြောင်းလေးကို မိတ်ဆွေတို့အနေနဲ့ကျွန်တော်အာသာရင်တွေကတင်ဆက်ခဲ့တဲ့အစိုးရတည်းရဲ့ဘာလို့လိုအပ်တာလဲဆိုတဲ့ဗီဒီယိုလေးကိုကြည့်ထားမှဆိုရင်တော့ပုံပြီးနားလည်လွယ်မှာတင်ပါရဗျ။ဒါပဲလို့လဲဆိုတော့အဲ့ဒီထဲမှာကျွန်တော် social contract နဲ့ပတ်သက်တာကိုရှင်းပြထားလို့ပါပဲ။နောက်တန်းရဲ့တွေးခေါ်ပညာရှင်များရဲ့ယူဆရာကျွန်တော်တို့လူသားတွေဟာမွေးကလေးဟာကိုယ်ပိုင်ခွင့်ရကိုယ်တိုင်နဲ့မွေးလာခဲ့ကြတာဖြစ်ပါရဲ့ဗျ။ဒီခွင့်ရတွေဟာဘာလဲဆိုတော့ number 1 life number 2 liberty number 3 property လို့ဖြစ်ကြပြီးတော့အပြစ်ပေးခြင်းကာကွယ်ခြင်းငွေကြေးထောက်ခံခြင်း ကျန်တဲ့ဒီအခွင့်အရေးကိုလည်းပိုင်ဆိုင်ထားကြပါသေးတယ်။ကျွန်တော်တို့ရဲ့မိုးရွာပါခွင့်တွေကမှဒီအပြစ်ပေးခြင်းနဲ့အခွင့်ကောက်ခြင်းပြီးတော့အကောက်ပေးခြင်းဒါတွေကိုအစိုးရထံကိုအံ့နံပြီးတော့အစိုးရကနေမှကျွန်တော်ပုံမှန်ရှိတဲ့အချက်၃ချက်ဖြစ်တဲ့ life liberty property ဒီချက်တွေကိုအမခံမှုအပြစ်ဝပေးပြီးသဘောတူလက်ခံကြခြင်းကိုကျွန်တော် social contract ရဲ့လို့ခေါ်ကြအောင်ရှင်းပြခဲ့မိပါတယ်။ရှေ့တိုင်းရဲ့ user ဖြစ်တဲ့မဟာသမ္မတမင်းတင်မြှောက်ပုံနဲ့တူညီကြအောင်လည်းရှင်းပြခဲ့မိပါတယ်။ဒါပေမဲ့ဒီမိုကရေစီနဲ့ပတ်သက်လာရင်တော့ အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးသမိုင်းနဲ့ရှင်းပြတာအကောင်းဆုံးနဲ့အရှင်းဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်ဗျ။အမေရိကန်နိုင်ငံဟာ၁၈ရာစုမှာလွတ်လပ်ရပြီးတော့ဒီလွတ်လပ်ရပြီးနောက်ပိုင်းကာလတွေမှာသူတို့ရဲ့နိုင်ငံကိုဘယ်လိုအစိုးရပုံစံမျိုးနဲ့အုပ်ချုပ်မလဲဆိုတာကိုဝိုင်းဝန်းစဉ်းစားအဖြေထုတ်ခဲ့ကြပါတယ်။အရင်ကအုပ်ချုပ်ခဲ့တဲ့စနစ်တွေမှာတော့ဘရင်စနစ်၊ဧကရစ်စနစ်အမိုနာခီပေါ့နော်နောက်ခုကကျတော့အစုလိုက်အဖွဲ့လိုက်အုပ်ချုပ်မှုအိုလီဂါခီဒီစနစ်တွေရှိခဲ့ပြီးတော့ဒီစနစ်တွေမှာတိုင်းသူပြည်သားတွေရဲ့ မိုးရွာပါခွင့်ရေးတွေကိုချိုးဖောက်ခြင်းခံရတယ်လို့သူတို့ကတိထားပြီးသားဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့အတိုင်းပြကိုပြည်သူကသာအုပ်ချုပ်မှုအာဏာရှိတဲ့ popular sovereignty ဆိုတဲ့စနစ်ကိုကျင့်သုံးဖို့ကြိုးစားလာခဲ့ကြပါတယ်။ဒီ popular sovereignty ဆိုတဲ့ယူဆကတော့အုပ်ချုပ်မှုအာဏာသည်ပြည်သူများထံမှဆင်သက်သည်အစိုးရကပြည်သူတွေရဲ့ခွင့်ရေးတွေကိုထိခိုက်အောင်ပြုလုပ်လာပြီးဆိုရင်ပြည်သူတွေကအစိုးရအသစ်ကိုထပ်မံတင်ပြောင်းနိုင်ခွင့်ရှိတယ်ဆိုတဲ့ယူဆတွေပဲဖြစ်ပါတယ်ဗျ။ ဒီ popular sovereignty ကိုအားလုံးသိထားကြတဲ့ democracy ရဲ့လို့ခေါ်ကြပါတယ် democracy ဆိုတာအဂရိခေါ်ဖြစ်ပြီးတော့ demo ပြည်သူများ crazy ဆိုတာ crado ဆိုတဲ့စကားလာပြီးတော့ crado ဆိုတာအုပ်ချုပ်ခြင်းလို့အဓိပ္ပာယ်ဖော်လို့ရပါတယ်အဲ့တော့နှစ်ခုပေါင်းတဲ့အခါမှာပြည်သူများကအုပ်ချုပ်ခြင်းလို့ ိပ္ပယ်ရှိပါတယ်ဗျ။ဒါပေမဲ့ဒီမိုကရေစီဆိုတာအေးဂျင်စီမျိုးလေးတစ်မျိုးအတွက်အုပ်ချုပ်မှုစနစ်တိုင်းမှာပြည်သူများကပါဝင်စွာဆုံးဖြတ်လို့ရတော့လဲပဲ။လူသန်းပေါင်းများစွာရှိတဲ့နိုင်ငံကြီးမှာဆိုရင်တော့ခိဆက်ရတိုင်းကိုလူတကာပါဝင်ဆွေးနွေးနိုင်မှုဆိုတာမလွယ်ကူပါဘူး။ဒါကြောင့် Republicanism ဆိုခေါ်တဲ့ယူဆဟာအမေရိကန်ပြည်ထောင်စုတည်ထောင်သူ Founding Father ကြီးတွေကအကြိုက်တွေ့စွာအသုံးပြုခဲ့ကြပါတယ်။ Republic ဆိုတဲ့အတုံးတော့ကနေရာဒေသလိုက်အသုံးပြုသူတွေရှူထောင်လိုက်ကိုအတိပယ်မျိုးမျိုးကွဲပြားတော်လဲပဲ ကျွန်တော်ခုနကပြောခဲ့တဲ့ founding father ကြီးတွေကတော့ဒီပြည်သူတွေကကိုယ်စားလှယ်အသီးသီးကိုရွေးကောက်တင်မြှောက်ပြီးတော့အစိုးရဖွဲ့စည်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ဒီကိုယ်စားဒီကိုယ်စားလှယ်တွေကမှအမေရိကန်ပြည်သူတွေရဲ့ဆန္ဒတွေတောင်းဆိုမှုတွေကိုတည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်မယ်လို့ယူဆတဲ့ဝါဒကိုခေါ်ပါတယ်ဗျ။ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ကျွန်တော်မြန်မာနိုင်ငံကို The Republic of the Union of Myanmar လို့ဘာလို့ခေါ်လဲဆိုတော့နားလည်ပြီးချင်ပါတယ်။အမေရိကန်ပြည်တော်စုကိုသူတို့ရဲ့ဖခင်ကြီးတွေက democratic တဲ့ဆက်လို့ရှိရင် republic လို့ပို့ပြီးပြောရင်ခဲ့ကြပါတယ်ဒါပေမဲ့လက်ရှိအမေရိကန်ပြည်ထောင်စုကိုတော့ democratic republic လို့ပြောမှနာမှာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ခေတ်ဆက်ဆက်ကျင်းသုံးခဲ့ကြတဲ့အစိုးရစနစ်တိုင်းဟာနောက်ဆုံးမှာတော့အာဏာရှင်စနစ်ဘက်ကိုပြန်လည်ရောက်ရှိသွားကြတာပဲဖြစ်ပါတယ်ဗျအဲ့တော့ဒီလိုပုံစံမျိုးကိုပြန်လည်မရဖို့က founding fathers တို့အတွက်အလွန်အရေးကြီးတဲ့ကိစ္စရတစ်ခုဖြစ်ပါတယ်။တူတူရောက်ရဲ့ဩဇာတက်ကပါလွှမ်းမိုးလာတဲ့အခါမှာလူနည်းစုပြည်သူတွေရဲ့မွေးရပါအခွင့်အရေးတွေထိခိုက်မယ်။စန့်ကျင်ဘက်အမြင်တွေကိုချိုးနှိမ်ခံရနိုင်တယ်ဆိုတော့ အချက်တွေကို founding fathers တွေကထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ဒါကြောင့်အစိုးရကိုလုတ်ပန်ခွင့်အာဏာတွေကိုကန့်သက်ရမယ်ဆိုလို့အတွေးခေါ်တွေထပ်မံဝင်ရောက်လာခဲ့ကြပြန်ပါတယ်။ဒီလိုကန့်သက်ခြင်းကို limited government လုပ်တယ်လို့ခေါ်ပါတယ်ဗျ။အဲ့တော့ဘာတွေနဲ့အစိုးရရဲ့လုတ်ပန်ခွင့်အာဏာတွေကိုကန့်သက်ကြလဲဆိုတော့စီမင်းဥပဒေတွေ rule of law တွေဖြစ်ကြတဲ့ constitution ဖွဲ့စည်းပုံချင်းရဲ့ဥပဒေ bill of rights လို့ခေါ်တဲ့ခွင့်ရေးစစ်တမ်းစာရည်နဲ့အစိုးရရဲ့အာဏာတွေကိုကန့်သက်ခဲ့ကြပါတယ်။ဒီလိုကန့်သက်ကြတဲ့နေရာမှာ အတွေးခေါ်မျိုးမျိုးညှင်းခုံမှုမျိုးမျိုးတွေနဲ့နှစ်ပေါင်းအတော်ကြာဆောင်ရွက်ခဲ့ကြရတာပဲဖြစ်ပါတယ်ပြောချင်တာကတော့ကိုယ်နိုင်ငံကိုယ့်ရည်မြင်နဲ့ကိုယ့်ပြည်သူတွေရဲ့မွေးရာပါခွင့်ရေးတွေကိုမဆုံးရှုံးစေဖို့အတွက်အချိန်ကြာမြင့်စွာအတွေးခေါ်ပေါင်းများစွာနဲ့ကောင်းချင်းဆိုင်ဆွေးနွေးခဲ့ကြရတာပဲဖြစ်ပါတယ်ဒါဟာ၁၈ရာစုကလေးကစတင်ခဲ့တဲ့အချိန်တွေတည်းရပဲဖြစ်ပါတယ်အကြောင်းကလည်းသူတို့ပေါ်ဖိနစ်ခဲ့တဲ့အာနာရှင်ဗြိတိရှားတို့ကိုအလွန်နာကြီးခဲ့ခြင်းကြောင့်လာဖြစ်ပါတယ်အဲဒီတော့အမေရိကန်ရဲ့ founding fathers တွေက တို့နိုင်ငံရဲ့ဒီမိုကရေစီကိုစတဲ့အသက်သွင်းတဲ့နေရာမှာနံပါတ်၁ချက်မွေးရပါခွင့်ရေးတွေနံပါတ်၂ချက် social contract နံပါတ်၃ချက် popular sovereignty လို့ခေါ်တဲ့ပြည်သူများအုပ်ချုပ်ချက်စနစ်နံပါတ်၄ republicanism နံပါတ်၅ limited government ဆိုတဲ့အစိုးရရဲ့လုံခြုံရေးအနာတွေကန့်သက်တဲ့စတဲ့အချက်တွေနဲ့အသက်သွင်းခဲ့ကြတာဖြစ်ပါတယ်အဲ့တော့ဒီမိုကရေစီအကြောင်းကိုဆက်ရှင်းမယ်ဆိုတော့ကျွန်တော်အများကြီးရှင်းနေအောင်ပါဖြစ်ပါရဲ့ဗျဒါပေမဲ့ဒီကနေ့ဗီဒီယိုလေးက American Founding Fathers တွေကဘယ်လိုဘယ်ပုံတိုင်းပြည်အုပ်ချုပ်ရေးအတွက်ထဲတင်စဉ်းစားခဲ့ကြသလဲဒီမိုကရေစီကိုဘယ်လိုစတင်အသက်သွင်းခဲ့ကြသလဲဆိုတာကိုတော့ရှင်းပြနိုင်နေမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးလုပ်နေရင်လည်းနှိုင်းရှင်စဉ်းစားကြည့်မိတယ်ကြဒီ18ရာစုကာလဟာကျွန်တော်တို့နိုင်ငံမှာဗီဒီယိုစနစ်အနမ်းလိုကြတဲ့ခေတ်တွေဒါရှိသေးတယ်လည်းပဲအနောက်နိုင်ငံတွေမှာအတွေ့အခေါ်တွေကိုတကယ်လက်တွေ့ကြကြကျွန်တော်ရဖို့ဆောင်ရွက်နေတဲ့အချိန်ဖြစ်ပါတယ်အတွေ့အခေါ်တွေနဲ့ပတ်သက်လာရင်ကျွန်တော်တို့အချိန်တိုင်းကနောက်မကျပါဘူးလို့ကျင်းစီပေါ့ပြောနိုင်ပါတယ် ဒါပေမဲ့လည်းအရှိတိုင်းတွေးပေါ်ချူတာလောဘမောဟဒေါသတွေများတဲ့ကျွန်တော်တို့လူသားတွေဖို့တော့လိုက်နာအကျဉ်းဆုံးရဖို့အတော့ကောင်မှခက်ခဲတဲ့အရာတွေဖြစ်ပါတယ်။ရင်းမီစဘာဝတယံဇာတာတွေပေါ်ကျော်ဝါချင်းကလည်းအပူပင်နေချင်းဆိုတဲ့ဘက်ကိုဥတည်တည်တာဖို့ဒီလိုအရှိုးရေးစနစ်ကိုပြောင်းလဲဖို့ဘလို့မှမတွေးခဲ့ကြခြင်းနဲ့ဖြစ်နိုင်ပါတယ်။ဘလို့ပဲဆိုစေကဘူးလက်ရှိကျွန်တော်တို့နိုင်ငံကဒီဗီဒီယိုလေးကအတိုင်းဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရှောင်လန်းနေတဲ့နိုင်ငံဖြစ်ပါတယ်။ Popular Sovereignty လို့ခေါ်တဲ့ပြည်သူ့အုပ်ချုပ်ရေးကိုလည်း85ရာခိုင်နှုန်းတည်းရရှိထားပြီးဖြစ်ပါတယ်။ ဒီလိုတန်းကမိမိတို့ဘာဖြစ်ချင်လဲဆိုတာကိုသိရှိဖို့လိုအပ်တယ်လို့ဘယ်သူကမိမိတို့ရဲ့ဆန္ဒကိုပြည့်ဝအောင်လုပ်ပေးနိုင်မယ်ဆိုတာကိုလည်းသိဖို့လိုအပ်ပါတယ်ပြီးတော့ပြည်သူတွေကအစင်းတမ်းမိတဲ့ပြည်သူတွေဖြစ်ဖို့လည်းလိုအပ်ပါသေးတယ်ဗျဒါမှလည်းပြည်သူအုပ်ချုပ်ရေးကအစင်းတမ်းရှိတဲ့အုပ်ချုပ်ရေးတွေဖြစ်လာမှာပါကျွန်တော်မကြာခဏဆိုတော့ social media ပေါ်မှာမှတ်ချက်တွေမှာဆဲဆိုဝေဖန်ပြစ်တင်နေကြတာတွေကိုမြင်တွေ့ရတဲ့အခါမှာပြည်သူအုပ်ချုပ်ရေးကိုစိုးရင်ပြီးတာတော့အမှန်ပါပဲဒီလိုပြည်သူတွေကအများစုမဟုတ်ပါစေနဲ့လို့ဆိုတာဆူတောင်းရင်းနဲ့ဒီလားရဲ့နိုင်ငံရေးတည်ပံခန္ဓာကိုဒီလားပဲနားပါအောင်ပဲဗျာ နောက်ပဲလှည့်ကြရတဲ့ကဏ္ဍကတော့သိပ္ပံဘာသာရပ်ဖြစ်တာကြောင့်သိပ္ပံရှိသူများစောင့်မျှော်အားပေးကြပါဘူးဗျာကျွန်တော်ရဲ့ K2B knowledge blog လေးကို Android application ပြုလုပ်ထားပြီးဖြစ်တာကြောင့် Google Play Store မှာ install လုပ်ပြီးအားပေးနိုင်မှာရောင်းတဲ့သတင်းကောင်းပါလိုက်ပါတယ်